ကွာမောလေးဖြင်းလို့ရှိတယ်ကားပေါ်လေးတက်လို့ရှိတယ်နောက်ကနေစလိုက်ပါတဲ့လမ်းပြစ်တယ်အဲ့မှာကွာဝစ်တဲ့အချိန်မှာဘန်းဖြစ်တယ်ဝစ်ပြီးပြန်ထားတဲ့အချိန်မှာတနတ်ကျိုးနဲ့လေခြေထောက်နဲ့ညီပြီးဖင်ကြီးကိုထောင်းလို့လေစနိုက်ပါတာမမီးကကန်ကောင်းလားပထမတစ်ချက်ကတော့ကြိလိုက်တဲ့အချိန်မှာကွာထိုင်လိုက်လို့ မမိလိုက်ဘူးဒုတိယတစ်ချိန်မှာသူပြစ်လိုက်တဲ့အချိန်မှာကိုကမှောက်ရကြီးလဲနေတော့မပြစ်လိုက်ဘူးအဲ့လိုအဲ့အဲ့မကန်ကောင်းတာပါနော်ဒီခေါက်မှာလဲကျွန်တော်ကျက်တဲ့နဲ့စစ်ကြောင်းကပေါ့နော်အဲဖိုက်တာဖိုက်တာဖိုက်တာတယောက်နဲ့ကျွန်တော်မိတ်ဆက်ပြီးပါပေါ့နော်အဲ့ဒါတော့ဒါထူးထူးခြားခြားမျိုးသမီးတပ်ဖွဲ့ဝင်တယောက်ဖြစ်ပါတယ်အဲဒီ ီတပ်ဖွဲ့ဝင်ဆိုရင်လည်းသူကအဲလုံးဝစစ်မြေပြင်မှာလိုက်ပြီးတော့တိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့ဝင်တယောက်ပေါ့နော်အဲကြောင့်သူเนี่ยပတ်သက်လို့အတွေ့အကြုံတွေပြီးရင်တော်လိုင်းပေါ်ခံယူချက်တွေအဲပြီးတော့ကြတော့အမှတ်တရတွေပေါ့နော်အဲ့ဒီနဲ့ပတ်သက်လို့ကျွန်တော်မေးမယ်ပေါ့နော်မနေ့ဆွဲစီထားရတာအမှပြောပြောအောင်လို့ပေါ့နော်အဲအဲတော့ကြတော့ဒါမဟုတ်မိတ်ဆက်ပေးရောအရင်ဆုံးမိတ်ဆက်ပေးရောဟုတ်ကဲ့ကျွန်တော်ကတော့စစ်တင်းတဲ့စေချောင်းတိုက်ခိုက်ရေးရေပေါ်မမိုးပါအဲတိုက်ခိုက်ရေးရေပေါ်နော်အဲအဲ့လိုပြောအဲကြောင့်မို့ဒီတော်လိုင်းရေးတဲ့ကိုရောက်ဖြစ်ခဲ့ပုံပေါ့နော် ။ဘာကြောင့်လို့ဘလို့ရောက်လာလဲ။လိုစိတ်ကူးနဲ့ဘသူကနေအတင်းပို့လိုက်တာလား။အဲ့လိုမျိုးကအဲ့အရာလေးပြောပြအောင်။ဘသူကအတင်းပို့လဲဆိုတော့ကျွန်တော်အတင်းပို့တာတော့မရောက်နိုင်ဘော။အဲမရောက်လာကျွန်တော်တော်လန်ရေးမရောက်ရအောင်သူကအတင်းပို့လိုက်တာ။သူသူ့မခံကျင်စိတ်တွေသူပြည်သူတွေပေါ်မှာလက်ဆက်ရုံမှမှုတွေကိုမခံကျင်စိတ်တွေကကျွန်တော်ဒီထက်ကိုရောက်လာတာပဲ။အင်းအဲ့တော့ဒါဒီလိုတော့ဖြစ်သွားပြီပေါ့မြောင်းလိုက်အခုလိုမျိုးဒါအာလာသိန်းနဲ့ပြည်သူပေါ်မှာယုံပါတယ်အဲတော့ကျတော့ဒါကကျွန်တော်တို့ အဲလုတ်ကိုလုံးမရပြီပြန်ပြီးတော်လန်မရမယ်ဆိုတော့စိတ်ကူးတော့ဖြစ်သွားတယ်အဲ့အဲ့အချိန်မှာနီးလန်းတွေအများကြီးရှိတော်လန်နဲ့နီးလန်းတွေပေါ့နော်အခုဒီတက်တက်ဖွဲ့မှာကိုပဲဒါကျင်းတဲ့နတ်မောင်ပဲတော်လန်နဲ့နီးလန်းတွေအများကြီးရှိရတယ်ဟုတ်အဲထောက်ပို့လုံးမလာတိုက်ခိုက်လုံးမလာအဲနောက်ကနေပြီးတော့ဒီတက်ဖွဲ့တွေစားရေးတောက်ရေးအတွက်ကူပေးမလာအများကြီးပေါ့ကဏ္ဍပေါင်းလုံးရှိရဟုတ်အဲ့ထဲမှာဘာဖြစ်လို့တရက်ကင်ပြီးတိုက်ချင်တာဘာလို့လဲဆိုတော့ဒါတော့တံမြန်တာပေါ့သူကသူကဘာလို့ဆိုသူလဲ ျွန်တော်တို့ရဲဘော်တွေမြေမြမှာကုရှင်မနဲ့လက်နဲ့ကင်ပြီးတော့သူရဲရဲဆက်ဆက်တက်ပြစ်ခဲ့ရဗျာအဲ့ချိန်မှာတည်းကကျွန်တော်လည်းတနေ့ကြရင်ကလည်းသူတို့ငါကိုယ်တိုင်လက်နဲ့ကင်ပြီးတော့ခြေမုံးမှရမယ်ဆိုတဲ့စိတ်ခြေမုံးကျင်တဲ့စိတ်ကြောင့်လက်နဲ့ကင်တဲ့ဒီလန်းကိုပဲကျွန်တော်ယူခဲ့တယ်တခြားနီလန်းကိုကျွန်တော်မယူခဲ့မရဘူးအားမရဘူးအားမရဘူးတခြားနီလန်းနဲ့အားမရဘူးဘာလို့ကိုယ်တွေခံခဲ့ရတာကိုယ်တွေပဲတည်ဘူးအဲကြောင့် တခြားနီလန်းနဲ့သူရနေပြောပါတယ်နင်းမင်းကလေးမတန်ပဲဘာလို့လက်နက်ကင်လှုပ်ချင်လဲတခြားနီလန်းနဲ့တော်လန်လဲရလာပဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကဒီကောင်တွေကိုလက်နက်ကင်ပြီးတော့ပြန်ချိန်မုန်းချင်တာအင်းအဲ့လိုစိတ်နဲ့ပဲဒီချိန်မုန်းရဲပဲဝင်ခဲ့တာဩတကယ်ဖိုက်တာတကယ်လေးစားတယ်ဘုံတကယ်နော်အဲ့တော့အဲကျွန်တော်တခုထပ်သိချင်တာရှိဘာလို့ဆိုအဲအမျိုးသမီးတပ်ဖွဲ့ဝင်နေဆိုရင်ဒါတော်များများရဒီအခြား ဒီတက်တောင်းတက်တာတာဝန်မျိုးပေးငဲ့ညာတယ်ဗောနော်ငဲ့ညာပြီးပေးကြရှိရတချို့ကြတယ်တာဝန်မကြိုက်ဘူးတက်ဖို့ကိုယ်တိုင်မကြိုက်ဘူးဟုတ်ကြိုက်အဲတချို့ကြတယ်လေဒီဥစ္စာကိုဖြစ်တင်တယ်တချို့ကြမဖြစ်တင်ဘူးဘာလို့လဲဆိုတော့သူတို့လည်းလှုပ်ရှင်တယ်လှုပ်ခွင့်ပေးရမယ်ဆိုတော့ပုံစံမျိုးရှိတယ်အဲ့လိုမျိုးအခက်အခဲတွေရောကြုံခဲ့လားလှုပ်မယ်ဆိုပြီးပြောတဲ့အချိန်မှာခွင့်တောင်းတဲ့အချိန်မှာချက်ချင်းလက်ငင်ခွင့်ပြုပေးခဲ့ရလားဒါမှမဟုတ်ဘယ်လောက်ထိစူးစမ်းခဲ့ရလဲ ကျွန်တော်စူးစမ်းခဲ့ရတော့စူးစမ်းခါတိုင်းတော့ကနော်ဦးတော့သူမိန်းကလေးရှေ့တန်းထွက်တာကိုသူနည်းနည်းကန့်ကွက်ကြတာပေါ့နော်။ဒါပေမဲ့ကိုကနောက်ပိုင်းတားအစိတ်တန်းထက်တန်တာရောလှုပ်ချင်စိတ်ကလေးတားပြင်းပြရောဆိုတော့သူကကျွန်တော်ကိုပြေးထွက်ကြတာပေါ့။အဲလိုလှုပ်ချင်စိတ်ရှိရယ်ကိုလည်းချက်အောင်စူးစမ်းပြီးတော့လှုပ်တယ်ဖြစ်တဲ့အတွက်သူပြီးရတော့ကိုလည်းကိုကြည့်ပြီးတော့လှုပ်တဲ့အတွက်သူလည်းကျွန်တော်ရှေ့တန်းအဲမှဒီလိုမျိုး ကောင်းမွန်မွန်နေတာထိုင်တာအဲလှုပ်ဆောင်နိုင်တာကိုမြင်သူလည်းအားရပါတယ်อืมတချို့မြို့သမီးရဲဘော်တွေလည်းอืมဟိုကျွန်တော်ရှေ့ကနေအဲ့လိုလှုပ်တော့သူလည်းတချို့ကြာရှိရပြအဲ့လိုမျိုးကိုလိုပဲချိန်မုန်းချင်တဲ့ရဲမေတွေရှိရအဲသူတို့အတွက်လည်းသူလည်းအားရတယ်သူလည်းအဲ့လိုလှုပ်ချင်တဲ့စိတ်တွေနောက်မှပို့ပြီးတော့ဖြစ်လာပေါ့อืมရှေ့ကနေပြီးတော့ နီးပေးလမ်းပြလှုပ်ပေးနိုင်တယ်သူကြောက်ဖြစ်လာတော့ငါလည်းလှုပ်နေတယ်အဲ့လိုတော့မဟုတ်ဒါပေမဲ့ကိုကိုလည်းအားရတယ်သူများတို့လည်းအဲ့လိုဟိုကိုကရှေ့ကနေလှုပ်ပြပေးရတဲ့အတွက်သူလည်းဟိုတခါကြလှုပ်ချင်တယ်ဗျာဒါပေမဲ့ဟိုသူ့ကိုသူသူကငါလှုပ်နိုင်ပါမလားအဲ့အဲ့လိုမျိုးစိတ်တွေရှိရပါတော့အဲကိုကိုလှုပ်ပြရတဲ့အတွက်သူလည်းသူတော်လုံးနိုင်ကြပဲငါတို့လည်းလုံးနိုင်ရမှာပဲဘာလို့မလုံးနိုင်ရမှာလဲဆိုရဲ့အတွေ့ သူခေါင်းထဲမှာရှိသွားတာပဲဟုတ်တယ်အဲကြောင့်တို့အတွက်လည်းတို့ကိုလှုပ်ချင်တာလေးကိုဖြစ်ဖြစ်မြောက်မြောက်လှုပ်ဖို့အတွက်အခွင့်အလမ်းပိုရသွားပေါ့ဟုတ်တယ်ဟိုမတိရတဲ့အစားရင်ဒီမှာရှေ့မှာလှုပ်ပြနေရတိနေလို့ဆိုတော့တို့ပို့ပြီးအားရတာပေါ့ဟုတ်တယ်အဲကြောင့်လည်းဟိုကိုကကိုလည်းရှေ့ရနေအဲ့လိုလှုပ်ပြတော့ဟိုတို့ရဲ့ဟိုလူတွေကလည်းဟိုဘယ်လိုပြောမလဲတို့ခေါင်းဆောင်တွေကလည်းဩဒီလိုမိန်းကလေးရှိရပဲအေးငါရဲမိန်းလေသူလိုလုံးလုံးနိုင်မှာပဲသူလည်းစဉ်းစားလို့ရသွားပေါ့ ပိုတင်မပိုတင်အဲ့တော့သူတို့အပိုင်းပေါ့နော်သူဒါပေမဲ့လှုပ်ရှင်တဲ့မျိုးသမီးတွေအတွက်တော့အခွင့်အလမ်းရသွားတာပေါ့အဲ့တော့ဒါစစ်မြေပြင်မှာလက်ကောဝင်တဲ့ချိန်မှာတိုက်ခိုက်ရေးအမျိုးသမီးတယောက်တင်တဲ့အဲအခက်ခဲလို့ထင်တဲ့ဟာဘာရှိအခက်ခဲလို့ထင်တာอืมတာမန်ဆိုရင်တော့တိုက်ခိုက်ရေးအမျိုးသမီးရဲဘော်တယောက်နေနဲ့အခက်ခဲတွေကအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကတော့အခက်ခဲမရှိဘူးဟာ why dude အဲ့တော့ ကျွန်တော်ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးလှုပ်ချင်တာဖြစ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခက်အခဲမရှိကျွန်တော်တို့ကသူတနက်ကြိုက်ပြီးသူတို့တော်လန်နေရကျွန်တော်အဆင်ပြေနေဘလိုပဲနေရနေရဘလိုပဲနေရနေရဘလိုပဲစားရစားရဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဆင်ပြေနေမိုးပဲရွာရွာမိုးရွာရွာနေဘူးကြည်တန်နေချာမှာပဲပြေးရပြေးရလက်နဲ့ကြည်ချာမှာပဲပြေးရပြေးရဒူးထောက်ပဲပြေးရပြေးရဝင်ရမောက်ပဲပြေးရပြေးရခြိုက်တယ်လို့ပြေးရကျွန်တော်တို့ကအဆင်ပြေနေဘမ်းပြေဘူး ်ဒါကိုအရန်ပြင်းပြတဲ့ဆန္ဒတစ်ခုကိုတကယ်အကောင့်ထဲပေါ်နိုင်တဲ့အခါကျတော့ဘယ်ဟာမှကိုကို့အတွက်တားဆီးလို့မဖြစ်တော့အကုန်လုံးကဒါကြော်ပြက်နိုင်တယ်ဟုတ်တကယ်တကယ်လေးစားတယ်ဟုတ်အဲ့တော့ဒါတိုက်ပွဲအတွေ့အကြုံနေနေဆိုရင်ဘယ်ကာလောက်လောက်ကနေစအခုချိန်အခုချိန်ထိဒါလည်းတိုက်တိုက်ပွဲဝင်နေအောင်ပါနော်အဲစပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ကာလတွေရှိမယ်ဗျာအဲကြောင့်ဟောရရဖြစ်စဉ်တွေရှိသလားဘယ်ကာလောက်ကနေစပြီးတော့ဒီလက်နက်ကင်ပြီးချတယ် ဒါနဲ့ကံကြာမမရဖြစ်စီဆိုအခုကျွန်တော်တို့ဒီလက်ခတ်တောင်ပေါ့နော်အစိုးကြီးတိုက်ပွဲဟုတ်လက်ခတ်တောင်တိုက်ပွဲအဲ့ဒီကဂျိမ်းဂျိမ်းနေတာအဲ့ဒီကနေဂျိမ်းအဲ့ဒီကနေဂျိမ်းလက်ခတ်တောင်တိုက်ပွဲကနေစလို့အခုဒီအောင်စရာဒီပေါ့အာဟောအဲ့တော့အဲ့အဲ့အဲ့လိုမျိုးတောက်လျှောက်ဖြတ်တန်းလာခဲ့တဲ့ဒါတိုက်ပွဲဝင်တဲ့ကာလာတော်တင်မှာမှတ်တရတွေရှိလားဖြစ်စဉ်တွေဖြစ်ရတွေပေါ့ရှိရမှတ်တရတွေလည်းရှိရအင်း မတရားအနေနဲ့ပြောရမယ်ဆိုတော့ဒီအောင်စရာမှာတော်တော်များရယ်အောင်စရာမှာနေခဲ့ရတော်တော်ကြာတယ်ဆိုတော့အဲအဲ့မှာတော့ကျွန်တော်တို့အမတရားကြီးကအများကြီးပဲကနေစားပြောမယ်။ဟောချချပြော။ပေါ်လို့စားပြော။မမရဟိုငိုအားတဲ့ရီအားတန်ပေါ့နော်။တစ်ခေါက်ကျွန်တော်မမရကြုံလာဆိုအဲ့မှာဟိုကျွန်တော်ပိုင်ချင်းတဲ့အချိန်မှာဟိုပိုင်ကလည်းတိုက်ပွဲကြမှာကျွန်တော်ကအဲ့ဒီကအသေးအံချင်းလိုက်ပါဆိုကျွန်တော်နဲ့အတူတက်တဲ့ရဲဘော်တယောက်ကနည်းနည်းနှလုံးဟတ်ထိပြီးတော့ တိုက်ပွဲကြမှာဟိုကဆင်းရတဲ့ချိန်မှာဟိုနောက်တစ်ယောက်နဲ့ချိန်တဲ့ချိန်ပေါ့နော်ဟိုတိုက်ပွဲကြမှာဆင်းလာတဲ့ချိန်ဟိုအသက်လူပြီးဆင်းလာတဲ့ချိန်မှာကွာဟိုအပွားနေရောတိုက်ပွဲကြရောအသက်လူပြီးရောကွာဆင်းလာရင်ကားလက်မပေါ်ရောက်သွားရင်ကွာအမောလေးဖြင်းလို့ရှိတယ်ကားပေါ်လေးတက်မလို့ရှိတယ်နောက်ကနေစတိုက်ပါနဲ့လမ်းပြစ်တယ်အဲ့မှာကွာဝစ်တဲ့ချိန်မှာဘာမှဖြစ်သေးဘူးဝစ်ပြီးပြန်ထားတဲ့ချိန်မှာတနတ်ကျိုးနဲ့လေချောင်းနဲ့ညီပြီးရောဖင်ကြီးကိုထောင်းလို့လေ ဒီမှာတန်းတန်းတွေရောဤကွေးမန်းတွေရောအုတ်ထုတ်တွေရောအဲချေဝင်ရောက်မောက်ကြီးလဲတော့တော်တော်နဲ့ပြန်ပထနာနောက်ကနေဆွဲပြီးတော့ထူရတယ်အဲငူရတယ်ရရတယ်တော်တော်ရရတယ်အဲ့တော့မမရရပဲအဲ့အဲ့ထားပြီးနောက်တစ်ချက်အဲသူလည်းပြန်ပြည့်အဲတော့နှစ်ချက်စနိုက်ပါတာမမိကကန်ကောင်းလာပထမတစ်ချက်ကတော့ကြိလိုက်တဲ့အချိန်မှာကွာထိုင်လိုက်လို့ မမိလိုက်ဒုတိယတစ်ချိန်မှာသူပြစ်လိုက်တဲ့အချိန်မှာကိုကမှောက်ရကြီးလဲနေတော့မမိလိုက်ဘူးအဲ့လိုအဲ့မကန်ကောင်းတာပါဟုတ်ဟောအဲ့တော့တကယ်မမရတခြားမမရကြတော့အများကြီးပဲဟွန်းဟွန်းအဲ့ကြားထဲမှာအဲ့လိုဒါကတော့ကိုဖြစ်ရတဲ့ပတ်သက်ပြောတာပေါ့အဲ့ပြီးတော့ဒီတဲဘွဲဝင်နေစဉ်အတော်တွင်းမှာအတူလက်တွဲပြီးတော့တဲဘွဲဝင်ကြသူတွေရှိတယ်ဟုတ်အများကြီးပေါ့နော်တိုက်ပွဲတွေကလည်းအများကြီးတိုက်ပွဲဝင်ခဲ့တာဆိုတော့လေအဲ့မှာအတူတွဲပြီးတိုက်တဲ့ဒါစစ်တီတွေကလည်းမတူကြဘူးဟုတ်မတူကြတော့အဲ့ထက်မှာ အချို့ကြလည်းရှိချင်မှရှိတော့မှာပေါ့နော်။ဒါကြအဲ့လိုတွေထဲမှာကိုမေ့လို့မရတဲ့သူတွေပေါ့နော်။အနည်းငယ်မှတ်မှတ်ထင်ထင်ဖြစ်နေတဲ့သူတွေရောရှိလား။သူတို့နဲ့ဘယ်လိုပတ်သက်မှုတွေရှိခဲ့လဲ။အဲသူတို့ကိုအဲဘယ်လိုဘယ်လိုပြောမလဲ။ကိုဘယ်လိုသဘောထားရဲဘယ်လိုမြင်တယ်လဲဘယ်လိုခံစားမိတယ်လဲဒါမျိုးလေးတွေ။อืมအမှုရဲကတော့ရှိရဲခုကျွန်တော်တို့အဖွဲ့ထဲမှာနေဒီကျွန်တော်နဲ့အတူတူထမ်းဆောင်လာတဲ့ဟိုပေါ့နော်။ဟိုကိုတစ်ဆိုတာဒီလားဟိုဒီပေါ့နော်။อืมသူရဲနောက်ပြန်နမဲလူတစ်အင်း ူနောက်ပြီးကျွန်တော်တပ်ဖွဲ့တွေကသူရဲဘော်ဓာသွားလို့ဆိုလဲကို့အဖွဲ့ရနေမှာသူပြည်သူတွေအသက်ပြီးသွားတဲ့လူတွေဘလို့ပဲဆိုခုချိန်ဒီကျွန်တော်စိတ်ထဲမှာသူတို့ကြာရှုံးသွားရလို့ကျွန်တော်မထင်ဘူးသူလည်းခုချိန်ဒီကိုနဲ့တန်းလူတိုက်နေအောင်ပဲသူတို့ခုချိန်ဒီသူတို့တိုင်းပြည်တွေအသက်ပေးသွားတယ်လို့ဈေးထဲမှာခံစားလို့မရတက်ရှိထင်ကြရဲဘော်တယောက်လိုပဲကျွန်တော်ထင်တယ် ပြောတတ်တယ်ဘယ်လိုဆိုနှမျိုးသုံးအောင်ကိုတည်ပေါ့နော်ပြောတတ်တယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တက်တဲ့နဲ့စကြောင်းမှာထောက်ပို့တောင်းဝန်ထမ်းဆောင်နေတဲ့ရဲဘော် Henry ဖြစ်ပါတယ်ခင်ဗျာ လက်ရှိကျွန်တော်တို့ဒီစက်တင်နဲ့စက်တောင်းကနေပြီးတော့ပြည်လုံးနေတဲ့ campaign တွေခုရှိပါတယ် Black Panther 3000တော့အမိရပါတယ်ခင်ဗျာဟိုတက်မှတ်ကာလကတော့မေလ5ရက်နေ့ရက်မေလ15ရက်နေ့ရက်နေပြီးတော့ဇူလိုင်လ5ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာကာကံမောင်းကတော့တိန်းသုံးထောင်ချက်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ14000တိုင်းတော့မရှိပါသေးတယ်ခင်ဗျာဒါကြောင့်မလို့ပြည်ရင်းပြည်ပါမှာရှိတဲ့တော်လန်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000တိုင်း campaign လေးကိုပါဝင်အားဖြည့်ပေးကြဖို့ရအတွက်ထပ်မံတိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther တိယအောင်တဲ့ campaign လေးမှာပါဝင်လို့တဲ့မူကပြည်သူများအနေနဲ့ Black Panther Column Pay Black Panther Column Horizon Pay ဒီတဲ့အခါကျတော့ဒီကျွန်တော်တို့ post time post time မှာနိုင်ငံတကာ Alpha List Pay ကိုလည်းဟိုအသေးစားလေးချပေးထားပါတယ်ခင်ဗျာအဲနိုင်ငံတကာ Alpha တွေစီမှာလည်းယုံကြည်စိတ်ချတာလည်းပါဝင်ပေးလို့ရပါတယ်ပြည်ပပြည်ရင်းပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေတဲ့တက်ဆိုင်ရာနိုင်ငံအလိုက်ဟိုတက်ဆိုင်ရာငွေကြေးအလိုက် Alpha တွေစီမှာဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချသွားနဲ့ပါဝင်အားပေးပြီးလို့ရပါပြီခင်ဗျာ မိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်အဲ့လိုမျိုးပြောပြတော့ဒီလူတွေကဘယ်လောက်တန်ဖိုးထားရသလဲပြီးတော့ဟိုအခြားဟိုကျွန်တော်တို့နောက်မဆုတ်ရခြင်းအကြောင်းတရားတွေပေါ့နော်။ကျွန်တော်တို့ရှစ်ဆက်သွားကြမယ်။ဒီလုပ်ငန်းတွေကိုငါတို့ပြီးဆုံးအောင်လုပ်မယ်။ပြီးရင်ပြည်သူတွေလိုချင်တဲ့လွတ်လပ်မှုကိုငါတို့အဆုံးထိရရှိအောင်ငါတို့လုပ်ပေးကြမယ်ဆိုတော့ဆုံးဖြတ်ချက်တွေဖြစ်ပေါ်လာဖို့အတွက်ကဒါတွေကလည်းအဓိကအကြောင်းတရားတွေဖြစ်တယ်ပေါ့နော်။ဒီလူငယ်တွေကဘာအပြစ်မှလည်းမရှိဘူး။ဟုတ်တယ်။ဒီလူငယ်တွေက ဘာမှလည်းတို့ဘောမှာဒီစစ်ကောင်စီဘောမှာသွားပြီးတော့ကျူးလွန်ခဲ့တာမရှိဘူးပေါ့နော်ဒီကြားထဲမှာပြည်သူကနှိပ်စက်လို့ဆိုပြီးတော့ဒီလူငယ်တွေတော်တဲ့ဝင်ရောက်ခဲ့ပြီးတော့ပြန်ပြီးတော့လက်နက်ကင်ပြီးတော်လှန်မှုစ조사ကြတယ်အဲတော့ကြာတယောက်နဲ့တယောက်ကမသိကြဘူးဟုတ်တယ်တနေ့အစီလာကြဟုတ်လူနဲ့မှလည်းမရင်နေကြဘူးပေါ့နော်ဒါပေမဲ့ဒီမှာရောက်တဲ့ခါကျတော့အတူသွားအတူစားသူလာနဲ့အာတန်ရုံးစင်တွေဖြစ်ကြတော့မမိုးတို့အခုလိုမျိုးခန်းစားရတယ်ပေါ့နော်ခန်းစားရတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးခံစားရလို့စိတ်တက်ကြသွားပြီဘယ်တော့မှမရှိဘူးလားမရှိဘူးအဲ့မျိုးခံစားလို့စိတ်ချရဆိုတော့တခါမှမရှိဘူး ဘာလို့အမြဲတမ်းဘယ်လိုပြောမလဲမပြောတတ်ပြန်ဘူးအမြဲတမ်းအတူတူရှိနေတော့ပဲဟွန်းပြီးတော့အဲသူတို့အခုလိုမျိုးပေးဆက်သွားတဲ့ဟာကိုအလားတက်မဖြစ်စေချင်ဘူးဟုတ်တယ်မလားဟုတ်တယ်ဟွန်းပြောချပါလိုက်ခုဆိုอืม သူကတကယ်သူစိတ်ထဲမှာသူဒီတော်လန်ရေးလို့ကိုသူဆက်လုံဒါပေမဲ့မြေပြင်မှာသူမလုံနိုင်အဲ့အတွက်ကိုကသူ့အတွက်ပို့ပြီးတော့ကိုလောက်ရမယ်ဆိုရဲစိတ်อืมအဲ့မျိုးခံစားချက်သူတို့ဆုံရှုံနေနိုင်ရလို့ကျွန်တော်မသိသူတို့သူတို့လည်းသူတို့လုံနေမှာဟုတ်တယ်ဒါပေမဲ့သူကိုယ်တိုင်လောက်ခွင့်မရှိတဲ့အချိန်မှာကိုရီးယားကိုယ်ပိုင်လောက်ခွင့်ရှိတဲ့အချိန်မှာသူ့အတွက်ပို့ပြီးတော့ကိုလောက်ရမယ်ကိုစူးစမ်းရမယ်အဲ့မျိုးစိတ်ကတော့အမြဲတမ်းရှိတယ်အမြဲတမ်းရှိတယ်တယောက်ဆိုတယောက်နှစ်ယောက်ဆိုနှစ်ယောက်ဘယ်သူအတွက်မလို့ ကိုကိုနဲ့တီးခဲ့တဲ့ရဲဘော်ပြီးအကုန်လုံးပေါ့နော်။อืมတို့အတွက်ကိုပို့ပြီးကြိုးစားရမယ်။ပို့ပြီးတော့ကြံ့ခိုင်ရမယ်။တန်မာရမယ်။အဲ့လိုမျိုးပေါ့။อืมဒါအခုဆိုရင်ဟိုကာလအစောပိုင်းတုန်းကတော့အဲအမတို့ဒီဘက်မှာစပြီးလက်ခတောင်လို့ဘာလို့လှုပ်တဲ့ချိန်မှာတုန်းကဒီဘက်မှာအဲ့လိုလှုပ်လှက်လက်တောင်သွားလာလို့မရဘူးလေနော်။အဲတော်လေးတောင်ထဲမှာအဲတခါလေးဖုန်းတော်မှာတုံးလို့မရဘူး။ line နေမရှိဘူး။အဲမိပါညာဆိုမမြင်ရဘူးပေါ့နော်။အဲ့နေထားကနေပြီးတော့အခုဆိုရင်ဒါလုံးဝတကယ် လွတ်လပ်လှုပ်ရှားသွားလာတဲ့နေမြေတွေပုံများလာတယ်။အဲပြီးတော့အဲ့လိုအနေထားရောက်ဖို့အတွက်ကိုစူးစမ်းခဲ့ရတယ်လည်းမနေဘူးပေါ့နော်။ဟုတ်။ပြီးတော့အတွေ့အကြုံတွေဆိုပို့ပြီးတော့ပို့ပို့ပြေးလာတယ်။စွမ်းရည်တွေပြေးလာတယ်။ဒါပေမဲ့တစ်ဖက်မှာအခုအောင်စရာပေါ့နော်။ဟုတ်။အဲဟိုဟိုနေ့ကဆိုကျွန်တော်ဖြစ်စဉ်တစ်ခုကြားတယ်။ဒါအဲဒီဒီဒီဘက်ကကျွန်တော်တော်လိုင်းတစ်ဖက်ဝင်ဒီဘက်က၂ယောက်ကကျက်တက်ကနေယောက်ကသမင်းသွားဖို့။အင်း။ဒါသူတို့တမင်တော်ဖို့ကြာတယ်။ဟိုကမှ၄ယောက်အောင်စရာကောင်က၄၄ကောင်ပေါ့နော်၄ကောင်သူတို့မှတက်တက်ပြည့်စုံပါတယ်။ဟုတ် ူတို့မမြင်ဘူးပေါ့နော်ဒါပေမဲ့မမြင်သူတို့လမ်းခေါ်ပြီးတော့လင်းဝင်နေလို့ပါဆိုပြီးတော့လမ်းခေါ်တာမျိုးပေါ့နော်သူတို့စီမှာအဲ့လောက်ထိကွာခြားသွားပြီပေါ့နော်အသက်ဖွဲ့ရင်ねဒီစစ်ကောင်စီနဲ့ကြားထဲမှာအဲ့လောက်ထိစိတ်တဲ့တွေကွာခြားသွားပြီသူတို့မှလက်လက်ပြေဆုံးပါလာတော့မှပဲသူတို့ကလင်းဝင်နေလို့လမ်းអော်ပြီးတော့လုံးဝဒါလက်နှချတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့ကြအဲ့လိုမျိုးအဘက်ဘက်ကနေပြီးတော့ပျက်စီးယိုယွင်းနေတဲ့စစ်ကောင်စီကိုဘာပြောကျင်လဲဘာပြောကျင်ဒီအချိန်မှာကျွန်တော်ရေးတာလာပြီကိုယ့်လက်ပြန်ဖြစ်လာ ဘာပြောချင်လဲဆိုသူတို့ရဲ့ကြာဆုံးကအခုသူရောက်တော့မှာပဲအခုချိန်ထိမှသူတို့နောင်သားမြတ်တွေကိုဆက်ပြီးတော့တိုးနေအောင်ပဲဆိုရင်သူတို့အတွက်ဆုံးရှုံးနောက်ဝင်ဒီထက်ပိုပြီးတော့များပါမှာပဲရှိတယ်သူတို့အတွက်အောင်မြင်မှုဆိုတာသူတို့မရှိတော့ဟုတ်ကဲ့သူတို့အတွက်အောင်မြင်မှုလုံးဝမရှိရပြီသူတို့အတွက်ဆုံးရှုံးနေတာမျိုးသူများတော့မဖြစ်တဲ့တဲ့ကျွန်တော်ပြောချင်တာတော့သူတို့အတွက်အချိန်တန်နေပြီဗျာအချိန်တန်နေဒါပဲပြောချင်သူတို့အချိန်တန်နေပြီကိုဒီဘက်ကတက်ဖွဲ့တွေရောဂျင်းနဲ့အားရမှုရှိတယ် အားရမှုရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေအကုန်လုံးအင်တိုင်းအားတိုက်ကြားနေရမှာတာဝန်ပြီးတော့ဒုက္ခဒုက္ခကြီးခံပြီးတော့တိုက်ပွဲကြီးဝင်လာခဲ့ရဆိုတော်တော်လေးများနေပြီလေတိုက်ပွဲပြေးကြုံနေရောသူတို့တို့အများကြီးပဲဟိုဘဝမှာတစ်ခါမှမရဘူးရဲ့အတွေ့အကြုံတွေသူအခုချိန်မှာရလိုက်ရတာပဲဟုတ်ဟုတ်အဲတော်တော်အားရပါတယ်ဆိုအကုန်လုံးလဲလူငယ်တွေရောဟိုခေါင်းသားပိုင်းတွေရောသူလဲအသက်တွေရောအခုချိန်မှာလုံနေကြတယ်ဟုတ်ပါဟုတ် လုံးဝတယောက်မှစိတ်တကြနေရမှာမရှိစိတ်တကြရအောင်မရှိပါဘူးမျက်နာကြီးကြည့်လိုက်ပြီးဆိုရင်လုံးဝကြည်လင်ပြီးတော့ပါနော်အခုကကိုရီဘက်ကအောင်ပွဲတွေနဲ့ကြီးလာတူရဲ့အောင်ပွဲတွေများလာတူရဲ့ကိုရီကခွန်အားတက်ကြရလေပို့ပို့ပို့တော့တက်ကြရအောင်မြင်မှုတွေရလေဟုတ်တယ်ဟုတ်တယ်အရင်တော့ဒါမေးချင်တာပါလားအရင်တော့မမူကဒီလိုအလုပ်တွေလုပ်ရလိမ့်မယ်လို့စိတ်ကူးရင်ဘူးလားဘယ်ရင်မလဲအရင်တော့ဖြစ်ချင်းခဲ့တာပါလေအရင်တော့ဟို ဘယ်လိုပြောမလဲကျွန်တော်အပြင်မှာစီးပွားရေးလုပ်တယ်ကျွန်တော်ဝါနာပါကြတော့ကျွန်တော်ဒန်ဆာကျွန်တော်ဒန်ဆာသမားတအားဖြစ်ချင်တယ်။အိုးမရှိဖြစ်ခွင့်မရခဲ့ပါဘူး။အဟမ်း။ဩဒါဒါဟိုကိုအိမ်မက်မခဲ့တာတမျိုးပေါ့။ဒါပေမဲ့ဒါခေရပေးလာတဲ့တာဝန်ကိုထမ်းဆောင်ဖို့အတွက်ဒီဥစ္စာကိုရွေးချယ်တယ်ပေါ့နော်။အခုချိန်ကြီးလည်းအကောင်းဆုံးလုပ်ပေးနေလို့တကယ်ကျေးဇူးတင်တယ်။အာအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်။တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တယောက်အနေနဲ့ တကယ်ကိုရှေ့တန်းကြကြလိုက်ပြီးတော့ပါဝင်တိုက်ပွဲဝင်နေရတဲ့အတွက်လည်းတကယ်ဂုဏ်ယူလေးစားရတယ်ပေါ့နော်အဲ့တော့ဒါအဲထားတော့အခုကလည်းနောက်တစ်ခုထပ်သိကြပြန်ပြီမေးဘူးနော်အဲ့ဒါတကယ်လို့ဒီနေ့တော်လိုင်းရေးပြီးသွားပြီတော်လိုင်းရေးဒီနေ့အောင်မြင်သွားပြီအာမတို့အခုလုံနေတဲ့ဟာပေါ့နော်လူထုလွတ်မြောက်ဖို့အတွက်ကိုတကယ်လုံနိုင်သွားပြီအာနာရှင်ကြာဆုံးသွားပြီဆိုတဲ့ချိန်ပေါ့အဲ့ချိန်ကျရင်ပထမဆုံးဖြစ်ချင်တဲ့ဆန္ဒကဘာရှိဘာဖြစ်ရှင်လဲဆိုပထမဆုံးဖြစ်ရှင်တဲ့ဆန္ဒကတော့ကျွန်တော်လွတ်လွတ်လပ်လပ်ကဘာအနှံ့လျှောက်သွားမယ်အဲ ဟိုတငယ်ချင်းတွေအခုဒီမှာစုံခဲ့တဲ့တော်လိုင်းရေးမောင်နှမတွေအိမ်မှာတိတ်သိမ့်တိတ်သိမ့်လိုက်လဲမယ်ပြီးရင်တော့ဒီတာဝန်ကိုသူတို့အထက်ကပေးရခဲ့ဒီရှိရင်တော့ပြန်ပြီးတော့ထမ်းဆောင်ခြင်းနဲ့ထမ်းဆောင်မယ်ပေါ့နော်ဒါကတော့တာကြီး တိကျတော့မဟုတ်ပါဘူးဟုတ်ဟုတ်တိကျပေါ့ကတော့တော်လိုက်ပြရတယ်ကျွန်တော်လျှောက်သွားမှာကျွန်တော်လျှောက်သွားမှာတော်တော်ကိုချုပ်တိန်ထားရတယ်ပုံနဲ့ကျွန်တော်ချိဝေပါတယ်အရင်နဲ့လျှောက်သွားနေကြဒီစနားလေဒါအမြန်ပြေးပါပါနော်တေးလဲတေးကြတယ်ပြေးကိုပြေးလိမ့်မယ်ပါနော်အဲကျတော့အဲဒီခုပြည်သူတွေပေါ့ပြည်သူတွေအဓိကတော့ပြည်သူတွေအတွက်ပြောဖို့အချိန်ရောက်ပြီပေါ့နော်ဘာလို့လဲဆိုပြည်သူတွေလည်းအရန်ခက်ခဲကြရတယ်ပြင်းမှန်းကြရတယ်အဲစစ်ကောင်စီကနေဆက်မှုတွေနေစဉ်ဘုံကျဲတိုက်ခိုက်တာတွေဒါမှမဟုတ်လည်းတွေ့နေရပါပေါ့နော်ဟိုကလေးတငယ်လေးဆိုရင်ဒါဗျဟိုလုံးဝ လာသားရွယ်လေးတွေအားစားဘုံကျဲတိုက်ခိုက်ခံနေရတယ်။အမျိုးသမီးတွေတက်ဖြတ်ခံနေရတယ်ဗောနော်။ဒါမျိုးပုံစံမျိုးတွေလုံနေကြကနေပြီးတော့တော်လန်ကြီးကိုထောက်ပံ့ပေးနေတဲ့ထောက်ခံနေတဲ့ပြည်သူတွေရှိ။အဲ့လိုတော်လန်ပြည်သူတွေရောခုချိန်မှာဒီစကားဝိုင်းကနေဗာပြောချင်။ဗာပြောချင်လဲဆိုခုချိန်ဒီဒီကျွန်တော်ဘက်မှာရည်တည်ပေးခဲ့တဲ့တော်လန်ပြည်သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဆက်ပြီးတော့လည်းကျွန်တော်ဘက်မှာရည်တည်ပေးပါအောင်လို့ပြောဆိုကျွန်တော်တို့ကအောင်ပွဲတွေနဲ့နီးလာပြီးဖြစ်တဲ့အတွက်ကျွန်တော်လည်းအာသင်ထားလို့တော်လန်ပြည်သူတွေလည်းအာသင်ထားကြပါလို့ ပြည်သူတင်တယ်ပြည်သူတင်နော်အဲ့တော့ဒါပြည်သူအနေနဲ့ပေါ့နော်အဲဒီမမိုးပြောသွားတဲ့ဟာတွေမှာလည်းအဲစိတ်ခွန်အားဖြစ်ကြရတယ်အများကြီးပါတယ်ရုံးမြေမှာရှိတဲ့တပ်ဖွဲ့ဝင်တွေကတယောက်မှလက်လွတ်ဟိုတယောက်မှပေါ့နော်ဟိုလက်လျှော့အရှုံးပေးမယ်ဆိုတဲ့စိတ်မျိုးမရှိဘူးအကုံလုံးကတက်ကြွစွာနဲ့ပေါ့နော်ဆေးအားထက်သန်စွာနဲ့မြေမှာတော်လန်တိုက်ပွဲဝင်နေကြတယ်။ဒါပေမဲ့သူတို့တွေဒီထက်ပိုပြီးတော့လုံနိုင်သေးတယ်။သူတို့မှဆွမ်းဆောင်ရည်တွေအပြည့်ရှိတယ်။သူတို့လုံခွင့်မရတာပေါ့နော် ဆိုတော့အဲ့လိုမျိုးလုံနိုင်မှုအတွက်အဲ့လိုမျိုးလုံနိုင်ပြီဆိုရင်ဘာရလက်တွေထွက်မယ်ဆိုတာဆိုတာသူတို့တွေအကုန်သိသူတို့မှသာတကယ်ပြေဆုံးကြည့်ဒါဒီလုံးဝဒီအောင်ကြရတော့ဘာလို့ဆိုတာဟာအခုချိန်ပြောစရာကိုမလိုဘူးအဲ့လိုမျိုးအဲ့ကြတကယ်ပြေပြေဆုံးဆုံးသာတိုက်ပွဲဝင်နိုင်မယ်ဆိုရင်ကျွန်တော်တပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရေးကတကယ်အကျန်းစားတွေဖြစ်တော့အဲ့ကြအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုပြည်သူတွေအနေနဲ့ကူညီပေးကြပါအခုဆိုလေဒါကျွန်တဲ့ campaign လုပ်နေတာရှိတယ်ပေါ့နော်နေသုံးတော့ campaign လေးလုပ်နေတာရှိတယ်ဒါရခိုင်တို့အားဖြင့်တော်တော်လေးနှဲသေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဟာတွေက ပြည့်မီသွားပြီဆိုတဲ့ခါကျရင်ဒီတက်ဖွဲ့တွေလက်စွမ်းပြမဲ့အောင်ပွဲတွေအများကြီးရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေအတွက်ကိုလည်းပါဝင်ပေးကြစေခြင်းနဲ့အဲဒီ campaign ကိုဖြည့်ပေးခြင်းအားဖြင့်ပေါ့နော်ဝေကြီးအရာတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမြေပြင်မှာတိုက်ပွဲဝင်နေတဲ့စစ်တီတော်တွေအတွက်စိတ်သက်ခွန်အားတွေပါဖြည့်ပေးရတယ်အတူတူပဲပေါ့အဓိကတော့မတို့နောက်မှာပြည်သူတွေရှိပါလားဆိုတဲ့စိတ်နဲ့တို့တွေတိုက်ပွဲဝင်ကြတဲ့အခါအောင်မြင်မှုတွေပို့ပြီးတော့ရမယ်ဆိုတာကျွန်တော်ယုံကြည်တယ်ပေါ့နော်အားကြောင့်မလို့အဓိကကျွန်တော်တို့တက်ဖွဲ့ဝင်တွေပေါ်မှာလည်းအဲပြန်ပြီးတော့ ြည့်ပေးကြပါတက်တယ်လောက်ပါဝင်ပေးကြပါတက်ဖွဲ့တွေကလည်းမိဘပြည်သူတွေအတွက်ကိုအမြဲတမ်း view design နဲ့အလုပ်တွေစူးစမ်းပြီးလုပ်နေတယ်ဆိုတာကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးလည်းကျေးဇူးတင်ပါတယ်